ကျွန်တော်တို့မေလ26ရက်နေ့အမေရိကန်နိုင်ငံရဲ့ကျွန်တော်အောက်မွေဘွယ်ပေါ့နော်အမတိယအထိမတ်နေ့တနင်္လာနေ့ကဘာချွေစီကွက်ချက်တပတ်တရက်တာအဖွင့်ရအတွက်ကျွန်တော်ဖြစ်လာနိုင်တဲ့ကဘာချွေစီမိသားကိုဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်။အာဒီနေ့မနက်မှာတော့ကဘာချွေစီရဲ့ဈေးငြိမ်နေရပေါ့နော်။အဲ့ပတ်ကာမှာဈေးကဘယ်အနေထားနဲ့ဆက်ငြိမ်သွားမှာလဲ။ဒါမှမဟုတ်ဈေးအလုတ်ခတ်ကြမ်းကြမ်းနေမြန်နိုင်ချေရှိသေးလားလို့တော့ကျွန်တော်တို့သုံးသပ်လို့ရအောင်ကဘာချွေရဲ့ဈေးအတကြချက်လေးကိုကျွန်တော်တို့တစ်ချက်လောက်တွေးကြည့်လိုက်အောင်။ ဒီနေ့တတ်မှတ်ချက်ကတော့တော်တော်ပဲဖြစ်ပါလိမ့်မယ်ဘာလို့လဲမမဲ့ဆိုရင်ဒီနေ့ကကျွန်တော်ထွေတူတအားကြီးပြောစရာမရှိဘူးဟုတ်ပြီအဲ့အဖက်တက်ကမှကျွန်တော်ဒီနေ့မှညဘက်အမေရိကန်ဈေးကွက်ချင်းပိတ်တယ်ပေါ့ဆိုအမေရိကန်နိုင်ငံရဲ့အောက်မေးပွဲအမတ်တရအလေးကနေဖြစ်တာမလို့အမေညဘက်အမေရိကန်ဈေးကွက်ချင်းဖြစ်ပါတယ်ဒီနေ့မှကျွန်တော်တို့ကကဘာချွေဈေးကွက်ကကျွန်တော်ညဘက်ပမာစံတော်ချင်းစနစ်ခွဲလောက်မှာဈေးကွက်ဆော့ပိတ်ပါပါလိမ့်မယ်ခင်ဗျဟုတ်ပြီအဲ့အဖက်တက်ကမှကျွန်တော်တို့ဒီနေ့ကဘာချွေစီနေတာကိုကျွန်တော်တုံ့တက်ကြည့်မယ်ဆိုရင် ပေါ်ဈေးတန်းကိုကျွန်တော်3365လို့သတ်မှတ်ခြင်း ਨੇ အောက်ဈေးတန်းကိုကြာတော့ကျွန်တော်တို့3325လို့သတ်မှတ်ခြင်း ਨੇ ခင်ဗျဒီ3325နဲ့3365ကြာမှာပဲဈေးအသက်ကြာပြေးနေလိမ့်မယ်လို့ကျွန်တော် ဒီနေ့ကပတ်ရွှေဈေးကိုတုံးသက်ထားပါလေ။ဘာလို့လဲမလဲဆိုညဘက်အမေရိကန်ဈေးကွက်ချင်းအဓိကပေါ့နော်။ကျွန်တော်ကပတ်ရွှေဈေးကွက်ကြီးရဲ့အဓိကဆက်ဆောင်ချင်းဖြစ်တဲ့ညဘက်အမေရိကန်ဈေးကွက်ချင်းလဲပိတ်တာဆိုတော့ကျွန်တော်ဈေးအလုတ်ခတ် volume နဲ့ပြီးရောပေါ့နော်။ဈေးအလုတ်ခတ်နည်းနိုင်ပါလေ။ဒီနေ့ကပတ်ရွှေဈေးကဈေးညင်တဲ့အနေနဲ့ sideway အနေနဲ့ပြီးနိုင်ပါခင်ဗျ။ဟုတ်ပြီအဲ့အဖြစ်တဲ့အခါမှာကျွန်တော်တို့အာဒီနေ့ကပတ်ရွှေဈေးကိုဘယ်လိုမျိုးအယောင်းဝယ်လောက်မလဲမေးမယ်ဆိုကျွန်တော်အချိန်တနာရီတိုင်းတနာနဲ့ကျွန်တော်တွားကြည့်မယ်။ကျွန်တော်တို့အပေါ်ဈေးကျွန်တော်3365အောက်ဈေး3315 3365နာရောက်ရင်ကျွန်တော်တို့ရောက်မယ်ရေတူရောက်မယ်3325နာရောက်ရင်ရေတူဝယ်မယ်။ဟိုဒီ3365နာမှာရေတူရောက်နေဆိုရင်အရှုံးပိုင်းစေးတန်းဘလော့လောက်ပေးမလဲဆိုတော့ကျွန်တော်နည်းနည်းတော့ခွာပေးရမယ်ခင်ဗျာ။ဘာလို့လဲမိမဲ့ဆိုရင်ပုံမှန်သက်ခွာပေးရမယ်။ဘာလို့လဲမိမဲ့ဆိုတော့ကျွန်တော်ဒီဒီနေ့ရမှန်နဲ့ဈေးငိမ့်နေတာမှန်နဲ့ဒါပေမဲ့တစ်ပတ်ကလည်း volume နဲ့တာဖြစ်တဲ့အခါမှာအခက်မသိ manipulation ပေါ့နော်။ဈေးဆွဲတင်ဆွဲချတွေလုံနိုင်လဲခင်ဗျာ။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ ဝယ်တဲ့ရောင်းနဲ့အရှုံးပိုင်းဈေးတန်းတွေကိုလာစတော့လော်တွေကိုလာစားသွားတာမျိုးတွေကြုံရနိုင်တယ်အဲ့ဒါပတ်သက်ကကျွန်တော်အရှုံးပိုင်းဈေးတန်းကိုတော့ပုံမှန်ထက်နည်းနည်းခွာပေးဖို့တော့လိုအပ်တယ်အဲ့ဒါကြောင့်ကျွန်တော်3365နာမရောင်းနေဆိုရင်တော့အရှုံးပိုင်းဈေးတန်းကို3305အထက်လောက်ပေးဖို့ကျွန်တော်အကြံပြုချင်တယ်အဲ့လိုပဲ3325နာမဝယ်တယ်ဆိုရင်တော့ကျွန်တော်တို့အရှုံးပိုင်းဈေးတန်းကိုကျွန်တော်တို့အာ3315အောက်လောက်ပေးဖို့ကျွန်တော်တို့အကြံပြုချင်ပါတယ် အမြတ်ပိုင်းစည်းတမ်းကဗျာ3395နာမဝယ်တယ်ဆိုရင်3365တိအမြတ်ပိုင်းစည်းတမ်းယူလို့ရတယ်3365နာမရောင်းတယ်ဆိုရင်3325တိအမြတ်ပိုင်းစည်းတမ်းယူလို့ရတယ်ကိုကပိုးသေးချခြင်းနဲ့ဆိုရင်တော့ဒီစည်းတမ်းစုံနှစ်ခုပေါ့နော်ပစ်40ဒီပစ်စည်းတမ်းစုံနှစ်ခုကအပေါ်စည်းတမ်းနဲ့အောက်စည်းတမ်းကြမှာပစ်40ဟာတယ်အဲ့ရောက်ကြားချလိုက်3355လောက်မှာအပေါ်ကအရောင်းရောအောက်ကဝယ်ရောအမြတ်ပိုင်းစည်းတမ်းယူဟုတ်ပြီတကယ်လို့ပေါ့နော်ဈေးကဆွဲတင်ဆွဲကြပါကျွန်တော်ကဒီစုံအပြင်း အပေါ်ဆွဲတင်အောက်ဆွဲချလုပ်မယ်ဆိုရင်ဘယ်တီထိသွားနိုင်ခြေရှိလဲလို့ကျွန်တော်တစ်ချက်သုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တကယ်လို့ဈေးဆွဲတင်ဆွဲချလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဈေးတန်းဆုံးပေါ့ဗျာဟုတ်ပြီ3300 3325အောက်ကိုဈေးရဥမာဗျာကျွန်တော်တို့ဆွဲချသွားမယ်ဆိုရင်3305လောက်ဒီပဲကျွန်တော်ကတော့အများဆုံးမှန်းထားတယ် တကယ်လို့တော့တုံးတုံးနဲ့အောက်ဖောက်ကြရင်လည်းတုံးတုံးရ9နာမှာကျွန်တော်ပြန်ဝယ်လို့ရတယ်လို့ရေတို့ပြန်ဝယ်လို့ရတယ်လို့အပေါ်ဆိုရင်လည်းကျွန်တော်တို့အ3365အထက်ဈေးဆွဲတင်တယ်ဆိုရင်တော့ကျွန်တော်3380 3385လောက်ထိပဲကျွန်တော်မှန်းထားတယ်ခင်ဗျအဲ3365အထက်ဈေးဖောက်တက်သွားရင်လည်း3380 3385နားလောက်မှာကျွန်တော်ရေတို့ရောင်းလို့ရတယ် အဲ့အဖက်ကမှဒီနေ့ကပားရွှေစီရတော့ကျွန်တော်မြင်ရတော့ဈေးငြိမ်တန်းနေထားပြီးပုံများတယ်ကျွန်တော်တို့နီးပညာပိုင်းရအပေါ်ဈေးရောင်းအောက်ဈေးဝယ်ပြီးတော့အကျိုးမြတ်ရှာလို့ရပါတယ်ခင်ဗျဒါဒီဒီဘက်ထဲမှာရှက်ရှက်ပါပါကျွန်တော်တို့ဒီဒီနေ့နဲ့မနက်ဖြန်ဈေးငြိမ်နိုင်တဲ့ရက်တွေပေါ့နော်ကျန်တဲ့၃ရက်ကတော့ကျွန်တော်မြင်ရပြောမယ်ဆိုရင်စီအလောက်ခတ်ကျမ်းနဲ့ကျမ်းမနေပြီဖြစ်ပါတယ်အဲဒီလိုနေမျိုးမှာကျွန်တော်ကနီးပညာပိုင်းရရေးရေးအယောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်ရှာထားမယ်နေမျိုးဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပြီအဲ့ဒါဖက်တက်ကဒီနေ့အမေရိကန်ဈေးကွက်ပိတ်တာဖက်တက်ကဒီနေ့တရက်တာအပိတ်ဈေးရကျွန်တော်တို့ဒီတစ်ပတ်ကမ္ဘာရွှေဈေးအနေထားပေါ်တော့ကောင်းကောင်းကြီးတက်ရောက်မှုတော့ရှိမှာမဟုတ်ဘူးခင်ဗျအဲ့ဒါဖက်တက်ကမှကျွန်တော်တို့ဒီနေ့တရက်တာအပိတ်ဈေးဘယ်မှာပိတ်ပါစေကျွန်တော်တို့အရေးမကြီးဘူးဟုတ်ပြီပြီးကျွန်တော်ကဒီနေ့အမေရိကန်နိုင်ငံရဲ့အားလည်းရဖက်တာဖက်တက်ကမှအမေရိကန်ဒေတာတွေလည်းမရှိဘူးညဘက်ကမ္ဘာရွှေဈေးကွက်ကလည်းစော့ပိတ်မှာဖက်တာဖက်တက်ကမှဒီနေ့ဒေတာတွေလည်းကြည့်စရာမလိုပါဘူးအဲ့ဒါဖက်တက်ကမှဒီနေ့ကမ္ဘာရွှေဈေးရတော့ကျွန်တော်တို့အတွက်က အပေါ်ဈေးရောင်းအောက်ဈေးဝယ်တကယ်လို့မဟုတ်ဘဲနဲ့ကိုကဗောနော်ကျွန်တော်ပြောရဲဈေးရနေမရောက်ပြ3365လည်းမရောက်ဘူး3325လည်းမရောက်ဘူးဟာဈာမပဲပြင်းနေရောဈာမပဲပြင်းနေရင်တော့ပုံနေပြောမှဆိုရင်ကျွန်တော်ကဈာစင်းတဲ့နေ့မှာအယောင်းဝယ်လုံရင်တော့နည်းနည်းလေးတော့ risk များနိုင်တယ်ဒါပေမဲ့ကိုကလှုပ်ချင်တယ်ဆိုရင်လည်းကိုသုံးတဲ့နီးစနစ်ပေါ့နော်တက္ကနီကနီးစနစ်တွေနီးပညာပိုင်းကနီးစနစ်တွေဒါမှမဟုတ်ကိုသုံးတဲ့အဲကျွန်တော်တို့ဥမာဟာအာပတ်တန်နေပေါ့ပတ်တန်နေဆိုတော့ကန်တယ် ကန်တဲ့ဘယ်လိုပုံစံတွေ့ရင်ဝဲဘယ်လိုပုံစံတွေ့ရင်ရောင်စတဲ့ပြင်အဲ့အားလေးလေးကြည့်ပြီးတော့ကိုကရောင်းဝယ်လုပ်လို့ရပါတယ်။ကြားထဲမှာရေတိုးရောင်းဝယ်လုပ်လို့ရပါတယ်။အာဖြစ်နိုင်မဲ့ဆိုရင်တော့ကျွန်တော်အမြင်စင်းနဲ့အောက်စင်းစောင့်ပြီးရောင်းဝယ်လုပ်တာတော့ကျွန်တော်တို့အတွက်ပို့ပြီးတော့အန်နီရကင်းတော့ပေါ့နော်။ကျွန်တော်တော့အမြင်စင်းကို3365အောက်စင်းကို3325လို့ကျွန်တော်တုံးသက်ထားပါတယ်။ဂျားစင်းနဲ့နေမဲ့တဲမှာလဲကိုတုံးတဲ့နီစနစ်ကဝယ်ဖို့ရောင်းဖို့အတိပြုချက်ပြရတဲ့ဆိုရင်ကိုလိုက်ပြီးတော့ရောင်းဝယ်လုပ်လို့ရပါတယ်။တစ်ဘက်က risk management တော့ တေချာလေးလုပ်တာပါဘာလို့လဲမဲ့ဆိုကျွန်တော်တို့အကျိုးမြတ်ရလို့ကောင်းတယ်ဆိုတာကကျွန်တော်တို့က risk management မလုပ်ဘဲနဲ့အလွန်ကျွန်းအယောင်းဝယ်လုပ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူး tighten တဲ့လောက်အယောင်းဝယ်လုပ်ပါတစ်ဖက်က risk management အရှုံးပိုင်းစည်းတမ်းလည်းတိကျတတ်မှတ်ထားဖို့လိုအပ်ပါတယ်။ကဘာရွှေစည်းကွက်မှာဘာမှမဆိုကျွန်တော်တို့100%ကျွန်တော်တို့တတ်မှတ်ထားလို့မရပါဘူး။100%အားမှာဖြစ်နိုင်ဘူးပေါ့။ဒီနေ့ကဈေးညင်မှုများတယ်။မှန်တယ်။ ါမဲ့ကျွန်တော်တို့မှန်းထားတဲ့စန့်ကျင်ဘက်စီအလုတ်ခက်ကြမ်းသွားတာမျိုးတွေပါရည်လည်းဖြစ်နိုင်တယ်အဲ့ဒီနေထားမှာကျွန်တော်တို့ကအယောင်းဝယ်လုတ်ထားတယ်ဆိုရင်ဖြင့် risk management အရှုံးပိုင်းစည်းနှနည်းတွေတိကျသတ်မှတ်ထားရဆိုရင်ကျွန်တော်တို့အတွက်ကျွန်တော်တို့မမြောင်မှန်းထားရဆုံးတရားဖြစ်လာခဲ့ရင်တော့မှကျွန်တော်တို့တို့ကဆုံးရှုံးမှုနည်းပါးပါလိမ့်မယ်ခင်ဗျအဲ့ဒါပြတ်ကောင်ကဒီနေ့မှကျွန်တော်တို့ကဘာရွှေတွေတာအလုံးပဲပေါ့နော်ကဘာရွှေစီတက်ကြောက်ပေါ့နော်အပေါ်စီအောက်စီပြင်းနိုင်တဲ့ကဘာရွှေစီတက်ကြောက်ဒီပညာပိုင်းရတေချာရောင်းဝယ်လုပ်ပြီးတော့ဒီရတဲ့ဘက်တပတ်တာအဖွင့်ကို အကျိုးမြတ်များနဲ့စဖွင့်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့တရက်တာပေါ့နော်ကပ္ပရွှေစီခွက်တရက်တပတ်အဖွင့်ရတရက်တာကပ္ပရွှေစီခွက်တုံးတစ်ချက်ဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်ပြစေအာအခုလိုမျိုးကပ္ပရွှေစီခွက်တုံးတစ်ချက်ဗီဒီယိုတွေကို up to date ကြည့်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်တတ်ကြပါခင်ဗျပြီးကျွန်တော်စီမှာဒီကပ္ပရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့တယောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ YouTube Channel ကျွန်တော်ရဲ့ Telegram Channel ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ